Hello အားလုံးပဲမင်္ဂလာပါ MG ကနေရောပြန်လဲကြိုဆိုလိုက်ပါဒီနေ့ပြောရသမယ်ဆိုင်ငယ်ကြောင်းကတော့ Triumph Scrambler ကိုရဆိုင်ငယ်ကြောင်းဖြစ်ပါတယ်ဟုတ်ကဲ့စားလိုက်ရအောင် Triumph ကုမ္ပဏီဆိုတာကတော့ဆိုင်ငယ်ကြိုက်တဲ့သူတော်တော်များများရင်းနှီးမိတာဖြစ်တဲ့မြန်မာလို့ဆိုဖြတိချအခြေစိုက် Premium ဆိုင်ငယ်တွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ် 1900ခုနှစ်ခရဲကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးယခုလက်ရှိအချိန်ထိနာမည်ကြီးဆိုင်ရာတွေကိုအောင်အောင်မြင်မြင်ထောက်ထုတ်နေတော့ဖြစ်ပါတယ်။ Classic, Modern Classic, Retro Sangari, Vanja Sangari နဲ့ Cruiser ဆိုင်ရာကြီးတွေပါဝင်ပါတယ်။ဘောင်းဝင်တန်းဝင်ဆိုင်ရာထဲမှာကမ္ဘာကြီးဆုံး2500 cc engine နဲ့ဆိုင်ရာတွေလည်းထောက်ထုတ်ထားပါတယ်။အဲ့ဒီဆိုင်ရာက Triumph Rocket 3ဆိုင်ရာဖြစ်ပါတယ်။အခြားနာမည်ကြီးတဲ့ဆိုင်ရာတွေကတော့ Bodville Sangari, Trident, Speed Travel, Street Travel Tiger နဲ့ Scrambler Sangare ဖြစ်ကြပါတယ်။ Bonneville Series မှာတော့ TT 120 Speed Train Bonneville Boba နဲ့ Speed Master Sangare ပေါင်းပါတယ်။ပေါင်းတဲ့ Bonneville Sangare အားလုံးကနာမည်ကြီးပါတယ်။နာမည်ကြီးတယ်ဆိုတာကတဝက်တစ်ပြက်ကြီးတာမဟုတ်ပါဘူး။တရားရဂိုင်းတော့လူကြိုက်များတာဖြစ်ပါတယ်။ Triumph ရဲ့ Sangare အကောင်လုံးကတရားရဂိုင်းတော့လူကြိုက်များတာပါ။ဥပမာပေးရရင် Japan Sangare ထဲမှာ Kawasaki Z Series ကိုကြည့်မယ်ဆိုရင် Z125 Z400 Z650 Z800 19ရာအစရှိတပြင်းပေါ့အာဒါထုတ်လုပ်ထားတဲ့ဇက်ဆိုင်ရီအားလုံးကိုတရားရခိုင်တော့လူမကြိုက်ကြပါဘူးဇက်8ရာ19ရာဇက်1000လောက်တာလူကြိုက်အများဆုံးလို့ပြောလို့ရပါတယ် try မှာတော့အဲ့လိုမဟုတ်ဘဲနဲ့ထုတ်လုပ်ထားတဲ့ဆိုင်ရီအားလုံးက premium ဆန်ပြီးလူကြိုက်များတာကိုမြင်တွေ့ရပါတယ်အဲဒီမှာ try scrambler 900ဆိုင်ရီကလည်းအပါအဝင်ဖြစ်ပါတယ် modern classic scrambler style ဆိုင်ရီဖြစ်ပြီးတော့လမ်းကြမ်းလမ်းချော်စပိတ်တဲ့ choker balala down နဲ့ကောင်ဖြစ်ပါတယ် 2006ခုနှစ်ကစတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး generation 3ခုမြောက်အနေနဲ့ upgrade အစ်စ်တွေနဲ့အခုလက်ရှိထုတ်လုပ်ထားပြီးဖြစ်ပါတယ်2006ခုနှစ်ကနေ2016ခုနှစ်အထိက first generation အနေနဲ့ထုတ်လုပ်ထားပြီးစထုတ်လုပ်ခြင်းက Cabrera Series နဲ့ဖြစ်ပါတယ်2009ခုနှစ်မှာတော့ EFI Series နဲ့ပြောင်းလဲလာခဲ့ပါတယ် 665cc အင်ဂျင်နဲ့ဖြစ်ပြီးအင်ဂျင်က 4AB စနစ်နဲ့ဖြစ်ပါတယ် second generation မှာတော့2018ခုနှစ်ကနေ2022ခုနှစ်အတွင်းဖြစ်ပြီး 900cc အင်ဂျင်ဖြစ်သွားမယ် engine A page နဲ့ရေတံကြီးပါဝင်လာတယ်။ right band wire ABS နဲ့ traction control နဲ့ fault တွေ handle gain တွေ upgrade ပြုလုပ်လာခဲ့ပါတယ်။ scrambler 900နာမည်ကနေ street scrambler လို့လည်းအမည်ပြောင်းလဲခဲ့ပါတယ်။ that generation မှာတော့ scrambler 900လို့အမည်ပြန်ပြောင်းလဲခဲ့ပြီး electronic stint တွေ upgrade ပြုလုပ်ထားတာနဲ့ engine mind design mind ကိုပို့ပြီးတော့ premium sound ပြုလုပ်ခဲ့ပါတယ်။ scrambler 900ရဲ့အထက်မှာတော့ scrambler 1000ဆိုင်ရရှိပါသေးတယ်။ scrambler ထောင်းနေဆိုင်ရကပို့ပြီးတော့ premium ဆမ်းမယ် high end ဖြစ်တဲ့အကောင်းဆုံးပစ္စည်းစိတ်ပိုင်းတွေကိုတော့တုံးပြထားမယ် off road ပူဆန်သွားမယ် lanchan lanchor ကြိုက်တဲ့နေရာကို scrambler 900ထက်ကြမ်းပဒံတီးနိုင်ဖြုံနိုင်တဲ့ကောင်ဖြစ်ပါတယ်2018ခုနှစ်မှတာ scrambler 900ကိုတစ်ဆင့်မြင့်ပြီးတော့ထွက်လာခဲ့တာဖြစ်ပါတယ်ယခုလက်ရှိအချိန်မှာတော့ scan jam အနေနဲ့ upgrade တွေပြုလုပ်ပြီးထွက်ရှိထားပြီးဖြစ်ပါတယ် BMW R90 scrambler Ducati scrambler 1100လောက် ်ပါဝါအော့ဖ်ရော့ဆိုင်ကယ်ကိုရှင်ဖိုက်ဖို့ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ဒီဆိုင်ကယ်လားဒီဆိုင်ကယ်လားဒီဆိုင်ကယ်လားဒါမျိုးဆိုင်ကယ်လားလူမျိုးဆိုင်ကယ်တွေကိုကိုမျိုးဝင်းမော်တော်ဆိုင်ကယ်ရှိုးရူမ်မှာဝယ်ရရှိနိုင်ပါတယ်။သိန်း20ဝန်းကျင်ကနေသိန်း400ဝန်းကျင်ထိဆိုင်ကယ်မျိုးစုံရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ကယ်တွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်။ကျန်းမာသောမော်ဘီမျိုးနဲ့ supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမျိုးခြံမြတ်တာစီ98လမ်းအဲ130 130အေးကြားမှာတရှိပါတယ်။ အဲတိတ်တိတ်တည်ကျဆက်တက်မင်းမြန်နေတယ်ဆိုလို့ကျွန်တော်အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်တက်မင်းမြန်နိုင်ပါတယ်အဲကောပတ်မှာလည်းပြည်စုံလင့်ချပေးထားပါတယ် Try and Scrumber ဆိုင်ရီကရိုးရှင်တယ်ဂျမ်ပရန်ပုံစံပေါက်တယ်ယောက်ျားပိတာတယ်ဟန်ပန်မူရာနဲ့ဆိုင်ရီလို့ပြောလို့ရပါတယ်စီးရတဲ့ပါဝါဒုက္ခမှုနဲ့အိတ်ဇော့အတန်ထွက်တွေက classic မကြိုက်တဲ့ Scrumber မကြိုက်တဲ့သူတွေတော့အပြင်မှာတွင်းဆက်ရိုင်မှာကတိကျပါပဲရှင်မီလိုဝိုင်းပုံစံစီတိုင်ကြီးပုံစံဖိနိုင်ကုန်ပုံစံနဲ့ tire design အင်ဂျင်ကထွက်လာတဲ့အိတ်ဇော့ပြောင်းနှစ်ခုရဲ့ design ပုံစံတွေက ် scrambler disease ရဲ့ရိုးရပုံစံလို့ပြောရပါလိမ့်မယ်။ရိုးရပုံစံပဲပြောင်းလဲလာတဲ့ခေတ်တွေအမော်ဒန်ပုံစံတော့ဖြစ်သွားတာပေါ့။ scrambler ကိုရဆိုင်ငယ်က900 cc parallel twin engine ဖြစ်ပြီး engine A base နဲ့ရေတိုင်ကြီးလည်းပါဝင်ပါလေ။မြင်းကောင်ရဲ့အား64ထွက်ချီမှာဖြစ်ပြီးလင်းကျားရုံးကအနည်းနဲ့ 80Nm ရှိမှာဖြစ်ပါတယ်။0 to 100 km ကို4.5စက္ကန့်နဲ့အရောက်တီးနိုင်ပါတယ်။တနအီကိုအမြင့်ဆုံး135မိုင်အထိရောက်မောင်းနိုင်ပါသေးတယ်။ ဒက်စီတကားလမ်းကိုတော့မိုင်90နဲ့95မိုင်ကြားထဲမောင်းနေနိုင်မှာပါ ABS brakes နဲ့ crushing control, brake and rain mode တွေနဲ့အခြား electronic steering တွေလည်းပါဝင်ပါတယ်။ဒီ Triumph Scrambler ကိုရဆိုင်ကကဒါ2006 model ဖြစ်ပြီးတော့ A1 license နဲ့ပါဝင်မှာဖြစ်ပါတယ်။ကျောင်းဈေးကတော့330ဖြစ်ပြီးတော့ဒါအသေးစိတ်သိချင်ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ကိုမျိုးဝင်းဆိုင်ကရဲ့ pitch ကိုဒါပြည့်စုံကို comment မှာ link ချပေးရပါမယ်။အဲဆိုတော့စက်တန်လေးကိုချက်နောက်ထောင်ကြည့်လိုက်ရအောင်။ Triumph Scrum လာကိုရ2025ဆိုင်ရဲ့ဈေးကအခုမြန်မာဝင်ဈေးနဲ့ဆိုရင်3400လောက်ဝင်ကြီးကျတယ်မှာဖြစ်ပါတယ်။ရေမုံမှာဝင်ဈေးနဲ့ဆိုရင်3120ဝင်ကြီးလာကျတယ်မှာပါ။ဘလို့မကစားမှာဖြစ်ပါတယ်။